Hello အားလုံးမေမင်္ဂလာပါဒီနေ့ဖတ်ပြမှာကတော့အာခလေးရှင်နေရဲ့အခန်းလေးဖြစ်ပါတယ်နားဆောင်ကြည့်ပါအောင်နော်9နာရီထိုးဖို့15မိနစ်လုံမှာတီယိုအခန်းလေးကို Mrs. ဘုံဝင်လာတယ်လက်တစ်ဖက်ကဖိုင်နယ်တရဲကိုကိုင်းလို့ကျန်တစ်ဖက်ကစာရွက်တစ်ထပ်ကိုင်းလို့မျက်မှန်ကနှာရံပေါ်ရှော့ကြနေတိုင်းရင်မမေတို့မိသားစုရေးရတရားရုံးငန်းကိုခဏသွားပြပါလိုက်ရင်နားနိုင်မထုတ်ခင်ရောက်သွားပြီနော်ဟုတ်ကဲ့မမေတီယိုကလွယ်ကြီးကိုလှမ်းယူရင်ပြောလိုက်တယ် အင်ဇာရီလုံးရလို့ပြီးရဲ့လားပြီးပါတယ်မေမေတိတ်မများပါဘူးအေးကောင်းနေကောင်းနေဒီနေ့တနင်္လာနေ့နော်အိုက်စီတော့မမှတ်လားသားကိုသူညှော်နေရော့မယ်တနင်္လာနေ့တိုင်းအမေတတိပေးနေကြတခုကအိုက်စီနိုင်ဝက်သွားဖို့နောက်တခုကရိုဘီလီတို့ဆိုင်မှာအီတလီစာတော့စားဖို့ရိုဘီလူရို့ဆိုင်မှာစားရတာကအိုက်စီတော့ရချက်ပိုးပြောစရာကောင်းတယ်ဟုတ်ကဲ့ပါမေမေရိုဘီလီတို့ဆိုင်မှာစုံမယ်နော်တီယိုကဘိုင်တွင်းနဲ့စာရွက်တွေကိုလွှဲအိတ်ထည့်ထည့်ပြန်ပြောလိုက်တယ် โอเคညခဏနိုင်စိတ်ချနော်မမေဟီရီယန်ကိုကောင်းပုတ်နှုတ်ဆက်ခဲ့ပြီးနောက်ဘက်တကားကတီကိုထွက်လာခဲ့တယ်။နောက်9မိနစ်ကြာတော့မိသားစုရဲ့တရားရုံးငန်းရှိမှာစပိန်ကိုတော့ခတ်ခဲ့ပြီးလုပ်ငန်းထဲကိုဝင်လာခဲ့တယ်။သူ့မိခိုင်းလိုက်တဲ့ရုံးငန်းကတေးတန်းစာမှုကင်းရုံးငန်းနဲ့ကပ်လို့ခမ်းမဆောင်နဲ့ကိုဆက်လျှောက်သွားတော့ရာဇဝတ်မှုကင်းတရားရုံးပြီးတော့ရင်တိုင်းမှုရုံးဇေဝမှုကင်းရုံးတရိတ်ဆတ်မှုကင်းရုံးဒေဝါယီလီရုံးအပြင် သူမသိတဲ့ရုံငန်းတွေလည်းရှိသေးတယ်။မိသားစုရေးရတရားရုံငန်းထဲမှာ April ကိုတွေ့လို့တင်ညာဝင်ကြည့်သေးတယ်။တရားရုံငန်းထဲမှာတရားအောင်မှမရှိတော့ဘူး။ဆရေးခန်းထဲကိုမှန်တကားတွန်းပြီးဝင်ကြည့်တော့ဂျင်းနီကိုတွေ့တယ်။မင်းမချောကလေးဂျင်းနီကသူ့ကိုစီးပြီးနှုတ်ဆက်တယ်။ Hello Theo ။ကွန်ပျူတာကနေကောင်းထောင်ပြီးပေါ်ပေါ်ရွေရွေနှုတ်ဆက်တာ။ဂျင်းနီကလှလုံးလို့ Theo ကြွေနေတာလေ။ဖြစ်နိုင်ရဲ့မျက်ဖန်အောင်လက်ထလိုက်ချင်သေးတယ်။ဒါပေမဲ့အသက်ချင်းကကွာလွန်နေပြီ။သူကအိမ်အောင်နဲ့ ပြီးတော့ကိုဝင်ကြီးနဲ့ဒီဟိုကသူ့ကိုချိတ်ငန်းနေတာဘသူမှတော့မပြောရဘူးပေါ့အမေပုတ်ခိုင်းလို့ပါအမချင်းနေဖိုင်စာရွက်တစ်ချက်ကိုကမ်းပေးရင် သူကဆက်ပြောလိုက်တယ်။ question ကြပြန်ပြီချမရဲ့ဗျာပြောပြီးအမျိုးသမီးကိုသူစိုက်ကြည့်နေဂျင်းနီကသူလှုပ်ဆရာရှိရတယ်တန်းလို့တော့တယ်။စာရွက်တွေကိုရုံးတစ်စိတ်ထူးလိုက်တချို့ကိုဖိုင်တွဲလိုက်နဲ့ဒီကသူ့ကိုငေးကြည့်နေတော့နက်ပံအမဂျင်းနီလို့တမ်းမှုတရားရုံးကိုတွားနာထားအောင်မှလား อืมအလုတ်အိုင်ခဏလစ်သွားမလို့မင်းငောကျွန်တော်ကတော့မဖြူနေသွားမှာပဲတိတ်စိတ်ဝင်စားနေပေါ့ဟုတ်လားတီယိုကအမျိုးသမီးနာတိုးကတ်သွားပြီအမချင်းနေဘလို့ထင်လဲရင်သူတက်တယ်လို့ထင်လားချင်းနေကရှေ့ကိုကိုင်းလိုက်တော့တီယိုနဲ့ပိုကတ်သွားတယ်တိုးတိုးပြောရမယ်ကိစ္စမျိုးမဟုတ်လားထင်းနေတီယိုမင်းငောတီယိုဟုတ်ကဲ့ဒါပေမဲ့ तू က तू မဟုတ်တယ်လို့ပဲနော်မင်းကအမြဲတောင်းနှာထောင်နေတယ်ထင်တယ်ဟုတ်လား မမေးတာကအလုံးဝတရားဝင်မဟုတ်ဘူး။မင်းထင်ကိုမေးတာနော်။ကျွန်တော်လည်းသူတတ်တယ်လို့ထင်နေ။အင်း။ဒါဆိုတို့စောင့်ကြည့်ရမှာပေါ့နော်။ပြောပြီးဂျင်းနီကပြောရင် သူလှုပ်เสียရယ်ဆက်လုံနေ။အော်ဒါထက်ဧပြီလအမှုပြီးသွားပြီလားအမဂျင်းနီ။ဂျင်းနီကဘေဘီကိုဝေ့ကြည့်လိုက်ရင်မပြီးသေးတဲ့အမှုကြောင့်မပြောရဘူးလေ။တရားသူကြီးဆန်ဖို့ဒ်ကညနေ၄နာရီကိုရုံးချိတ်ရွှေ့လိုက်တယ်။အမဂျင်းနီအတရခွင်ကိုတွားနှောက်ထောက်မှလာရင်ဟဲ့အဲမတော်ပါဘူး။ ဘာလို့လဲသိ ਉ ဧပြီဖန်နီကမိုးကကြောက်မှတငယ်ချင်းလေသူ့အဖေနဲ့အမေ question ညမယ်ဆိုတော့တိချင်လို့ပါမဂျင်းနီဩဂျင်းနီကစိတ်မကောင်းတဲ့ပုံစံနဲ့ပြောလိုက်တယ်တီယိုကသူ့ကိုစိုက်ကြည့်နေစေဂျင်းနီကဘိုင်ဘိုင်တီယိုတီယိုပြန်ထွက်လာတော့အပြင်ခန်းမှာထဲမှာလူတယောက်မှမတွေ့ရဘူးခန်းတစ်ခန်းရဲ့အဝတ်မှာဗီလစ်စီကြီးတယောက်ထိုင်နေတယ်ခါမှာ၆လုံးမျိုးချိတ်ထားတာမတွေ့ရဘူး uniform ကလည်းအအောင်စိတ်မရှိတော့အောင်လွင့်ပြဲနေပြီ ဘီလစ်စီရွေးကြီးအားလုံးလို့လို့တည်ဦးတည်တယ်။ဒီလူကြီးနာမည်ကဘီလစ်ဂေါ်ဆက်တဲ့အဖေပြောဘူးလားမှတ်မိနေသေးတယ်။ဘီလစ်စီရွေးကြီးတွေဟာအားလုံးစိတ်တူတဲ့လူတွေကြီးပဲတဲ့။သူတို့အားလုံးရဲ့ဘဝကပင်စင်ယူကန်နီးတွေကြီးပဲတဲ့။ခန်ဒီပင်ဓာတ်တုံးတွေကြီးပဲတဲ့။အဲ့ဒီရဲလူထွက်တွေကိုဗီလစ်ဆိုရယ်ယာရူးပေးလိုက်ကြတာတဲ့လမ်းပေါ်မှာရဲလို့ရတာအပေါုံကြီးနေချောင်တာပေါ့ ဒီလိုနဲ့အကုန်လုံးလူပြင်းတွေဖြစ်ကုန်ကြရောတဲ့ဖီလစ်ကောဆက်ကမရေမပြုံးမဲနဲ့သူ့ကိုလှမ်းနှုတ်ဆက်တယ်ဟယ်လိုတီယိုတီယိုကပြန်နှုတ်ဆက်လိုက်တယ်ဟယ်လိုဖီလစ်ကောဆက်လို့သူကပြီးတော့ဆက်ပြောတယ်အမေခိုင်းလိုက်လို့ဖိုင်တွဲလာပို့တာဟုတ်လားဒါပဲလားဟုတ်ကဲ့ဒါပါပဲမင်းဟိုအမှုစစ်ဆိုပြီးလာချောင်းတာမဟုတ်လားမင်းဟိုအမှုစစ်ပြီးလာဆိုပြီးလာချောင်းတာမဟုတ်လားอืมအဲ့ဒါလဲပါတာပေါ့ ေးငါထင်ပါတယ်ကွာမင်းစိတ်ဝင်စားစရာငါမင်းကိုတရင်ပေးစရာရှိတယ်မနေ့ကအမှုကို TV ရိုက်လိုက်မယ်တိလားဒီနေ့တရင်တော့တွေလာကြည့်တော့တယ်ခမင်းမနေ့ကဂျူတီရှိလားအေးငါအလဲကွာဖီလစ်စရေကြီးကရင်ကိုချီပြီးပြောလိုက်တယ်မနေ့ကတရခွင်ကသူမပါရင်ပြီးတလို့လို့လုံးဂျုံကြီးကတော့အပြက်တင်းမှာနော်မာဘာပြုတ်လို့လဲဗျတီယိုကတည့်ရသားနဲ့မေးလိုက်တာဖီလစ်စရေကြီးခေါ်ဆက်ပါ မှုကြီးတွေနားထောင်ရပဲများတော့သူ့ကိုသူဥပဒေကျွမ်းကျင်သူတယောက်ထင်ရောက်နေအမှန်ကအပေါက်ဆောင်ရင်သူအိပ်ပျော်နေတာခက်များများကိုကိုကိုအထင်ကြီးနေသူတို့ရဲ့ထုံးစံအတိုင်းတိတမြရသမြတရင်တို့ကိုအမြန်ဖြန့်ကျင်နေသူကအလွန်အမင်းအလုံများနေတဲ့လူတယောက်ရဲ့ဟန်မျိုးနဲ့နာရီကိုကြည့်လိုက်တယ်လူတက်မှုဆိုတော့တိတ်ရေးကြီးတယ်ကွလုံကြုံရေးတိတ်ကယူဆိုက်ရတယ်ဘသူတွေကိုကယူဆိုက်ရတာလေဗျဒီလိုကွတေကို မင်းနားလည်အောင်ရှင်းပြမယ်လူတက်မှုတိုင်းမှာအသက်ခံရတဲ့လူရဲ့သူ့အပေါင်းအသင်းတွေရဲ့မိသားစုတွေရဲ့ရှိတယ်သူတို့ကခံထားရတဲ့ဘက်ကားဆိုတော့ဘလို့မှကျင်းနေနိုင်မှာမဟုတ်ဘူးသဘောပေါက်တယ်နော်ဟုတ်ဒီတော့တရားခံကရှင်းနေငားတယ်ဒီအမှုမှာမစ္စတာဒက်ဖီပေါ့ကွာသူမတက်ပါဘူးဆိုတာတက်တည်ပြရမယ်လေသူ့မှာအပြစ်မရှိဘူးပဲထားပါတော့ ဒါဆိုရင်တကယ်တက်တဲ့လူတယောက်ရှိရမယ်ဒီတယောက်ဖွင့်ကိုတူလာနားထောင်ချင်နားထောင်နိုင်မယ်ပြောပြီးဘီလစ်စီကြီးကခုကြည့်ဒီကြီးလုံနေတယ်လူတက်သမားသူ့နားရောက်နေတဲ့အတိုင်းပဲတီယိုကမင်းမီတော့မလို့မင်းရှာပရိတ်အုပ်လိုက်ရတယ်တကယ်တက်တဲ့လူတက်သမားတရားရုံးကိုလာရဲပါမလားလို့လာရဲတဲ့ထားပါအောင်တရားရုံးမှာသူပါလုံနိုင်မှာလဲလို့ဒါမှမဟုတ်အလိုက်ထိုက်ပဲပြန်ပြောလိုက်ပါတယ်အော်อืม မင်းလက်စေးကြီးတို့ကောင်းကောင်းသတိသတိထားရမှာပေါ့နော်ရပါတယ်အားလုံးထိန်းထားပြီးသားလေဒါဆိုမနေ့ဖမတွေ့မယ်နော်ဘာမင်းကလာမလို့လားဟုတ်မင်းလက်စေးကြီးကခေါင်းယမ်းပြီးမဖြစ်နိုင်ဘူးတီโอလူလူတွေပြေရှမ်းနေမှာဒီမနေ့တရားကြကြီး country နဲ့တွေ့တွေ့ပြီးနေရာတောင်းခဲ့ပြီးပါပြီရှားခဲ့ပြီးပါပြီလို့ပြောပြီးတီโอကထွက်လာခဲ့ဘီလစ်စီကြီးပါစက်ဟောင်းသားဖြစ်ကြနေရဲ့ အိုက်ဆိုတာတီယိုဦးကြီးတော်တယ်အဖေအကိုအရင်လေတီယိုမမွေးခင်ကဘောင်းရှင်းနေလုပ်ငန်းကိုတီယိုအဖေအမေနဲ့အတူတူလိုက်ခဲ့တာတဲ့အန်ကေအိုက်ကဝင်းငွေခွန်အဝင်းငွေခွန်ရှင်းနေဒီမြို့မှာမရှိတလို့ရှားတယ်တီယိုနဲ့ဆွနှပြကြထားတလို့အဖေနဲ့အမေကသူကြီးလာရင်ဦးကြီးရဲ့ခြေအနှင်းစီခြင်းတဲ့ရှင်းနေ၃ရောက်ဟာတိတ်အခြေအနေကောင်းခဲ့တယ်တဲ့နောက်အန်ကေအိုက်ဘာခြေလမ်းမရမသိဘူးတော်တော်ဆိုးပုံရတယ် ရှင့်နေလိုက်စစ်သိမ့်ခံလိုက်ရတယ်တဲ့အဖြစ်မှန်ကိုသိကျင်လို့တီယိုကမေးတဲ့အခါအဖေနဲ့မေကလုံးဝမပြောဘူးဒီအကြောင်းဘယ်တော့မှမပြောရဘူးလို့သူ့ကိုနှုတ်ပိတ်ထားကြတယ်အွေရောက်တဲ့အခါမှပြောပြမယ်တဲ့အန်ကေအိုက်ကအခွန်ကိစ္စပဲဆက်လုပ်နေဒါပေမဲ့ရှင့်နေတယောက်အနေနဲ့တော့မဟုတ်တော့ဘူးလုပ်ငန်းသူအသေးအဖွဲလေးတွေအတွက်ကိုယ်စလဲသဘောမျိုးထင်မှရင်သူ့ရုံငန်းကမြို့ထဲမှာတိုက်အိုကြီးတစ်လုံးရဲ့ဒုတိယထက်မှာ ကျမထက်မှာဂရိလူမျိုးဖွင့်ထားတဲ့စားတောက်ဆိုင်ရှိတယ်။သူတို့အဆိုင်ရဲ့အခွန်ကိစ္စတွေလည်းသူလုပ်ပေးရတယ်။အဲ့ဒီအတွက်တပတ်ကို၅ရက်သူ့ကိုနေ့လယ်စာကျွေးတယ်။သူကရှေ့နေလိုက်စစ်တင်ခံရကြဲကသူ့မိမကသူ့ကိုထားသွားတယ်တဲ့။ဒီတော့သူ့ဘဝကတကူတဲ့အထီးကျန်ပေါ့။သူ့ကြည့်ရတာပျော်ုံမရပါဘူး။ဒီတော့တနင်္လာနေ့ညအတိုင်းညနေတနင်္လာနေ့ညနေအတိုင်းဝိမက်ပြတ်သွားရတဲ့တီကိုလည်းသူ့စီမသွားခြင်းဘူး။ ြင်းလို့အဖေနဲ့အမေကအတင်းလှလို့သာတွားနေရတာသူတို့ကြမတွားဘူးလေဟယ်လိုတီယိုအန်ကေအိုက်ကသူ့ကိုလှမ်းနှုတ်ဆက်တယ်တီယိုကအခန်းထဲဝင်သွားပြီဟယ်လိုအန်ကေအိုက်အဖေထက်ကြီးပေမဲ့တီယိုကသူ့ကိုအန်ကေအိုက်လို့ပဲခေါ်တယ်သူကလည်းသဘောကျတယ်အဲဆလို့ပဲငေးချင်းနဲ့ထင်မှရဲ့သူကအယောင်လွင့်ကျမမီနဲ့ချင်းညက်ဖက်နဲ့စီးထားတယ်တီရှက်ကဘေးကကြော်ညာနဲ့ဘဲဘက်လက်ကောက်ဝင်မှာဘဒီစေး လက်ကောက်တွေအများကြီးစပင်းတွေဖြူးနေပေမဲ့အရှိကြီးထားတယ်ဆက်ပေါ်မှာမြင်းမီပုံစံစီးထားတယ်အိုက်ကသူ့စပွဲမှာထိုင်းလို့စပွဲပေါ်မှာဖိုင်တွေအပြစ်နေရမပေါ်စားပကြီးကားတွေစီပြီးချိတ်ထားတယ်တီဗီက rock the ching နဲ့ငါခတိုးတို့ထွက်နေအမေကအိုက်အကြောင်းပြောပြတယ်လောက်ကစင်ကလေးမဖြစ်ခင်ကဒီလိုမဟုတ်ဘူးတဲ့ပထမတန်းစာဝတ်စုံနဲ့ပဲအမြင့်ဝတ်တာတဲ့ခုမှ hippy ပုံစံပေါက်နေပြီ ဘာကိုမှမကျေနပ်တဲ့အချိုးချိုးနေတာတဲ့ဘလို့လဲအန်ကယ်အိုက်ဘလို့လဲအန်ကယ်အိုက်ရဲ့အချစ်ဆုံးတူလေးလို့ပရိတ်တန်နာရပြုတ်တယ်တီယိုကခုံတလုံးမှဝင်ထိုင်လိုက်ပြီးပိုကေပါတယ်အန်ကယ်အိုက်ရဲ့ဒီနေ့အချိန်ကြီးကပိုကေပါတယ်အန်ကယ်အိုက်ရဲ့ဒီနေ့အချိန်ကြီးကအိုက်ကစပွဲပေါ်ကအစွားရပုံကြီးကိုလက်ဝဲပြလိုက်ပြီးနေတိုင်းလိုပါပဲကွာပတ်စံရှိရလူတွေစီကပတ်စံရအောင်လုပ်နေရတဲ့အလုပ်မျိုးလေမင်းအဖေနဲ့အမေရဲ့လုပ်ငန်းအခြေအနေကော ခါတိုင်းလိုပါပဲအင်ကေအိုက်ကနေတာလေးပြပဲဝေးတာဒါပေမဲ့ဘယ်တော့မှသီအိုတို့အိမ်ကိုလာအလင်မလာဘူးသူဆက်ဆံမုံကသစိန်တွေလိုလည်းမဟုတ်ဘူးဒါပေမဲ့သူနားမလဲတဲ့အတိတ်ပြဿနာတစ်ခုရှိလိမ့်မယ်လို့သီအိုထင်တယ်မင်းကြောင်းချင်နေကောကောင်းပါတယ်ဘာသာတိုင်းအေကြီးပဲလားဟုတ်ဓာရုပေရကလွဲလို့ပေါ့မင်းအားလုံးအေရမယ်ထင်တာอืมအားလုံးထင်ကြတာလို့သီအိုကတွေးလိုက်တယ် ဘာကြောင့်တူတီလို့ထင်တာပါလဲဆိုတော့တီကိုမတွေးတတ်နိုင်အောင်ဖြစ်နေ음ဥလေတာဥလေတာချင်နိုင်ဒီလိုတွေးချတာလည်းမသိဘူးမိဘရိစီကကြားဘူးတယ်အဲ့ဟာစာသိတော်တယ်တဲ့တက်တူမှာ၃နှစ်နဲ့ပွဲရခဲ့တာတဲ့တားမေရောနေကောင်းလားဟုတ်ကောင်းပါတယ်အလုပ်လည်းသိလုံနိုင်တယ်သူကတခါမှအဖေ့အကြောင်းတော့အခုလိုမမေးဘူးဘူးဒါထက်နတ်ပံအဖို့မှုအတွက်မင်းရင်ခုန်နေတယ်မဟုတ်လားတီကိုဟုတ်တယ်အန်ကေအဲ့ မနေ့ကကျွန်တော်တို့တန်းလုံးလေ့လာရေးတော့ကြမှာအန်ကေရရောမတော်ဘူးလားတီယိုကအဖြေကျိုးနေတိနေပြီးသားအနေသားနဲ့မေးလိုက်တယ်အိုက်ကရှုံမဲပြီးမတော်ပါဘူးဘယ်တရားရောမှမတော်ဘူးအလုပ်လည်းမအားပါဘူးကွာအဲ့ဒါအန်ကေအဲ့ရဲ့ပင်ကိုစိတ်ပါပဲတီယိုကသားကလေမတော်ပဲကိုမနေနိုင်ဘူးอืมမင်းကရှေ့နေဖြစ်ဖြစ်နေဖြစ်ချင်နေတော့မဲနော် ရာဇွဲမှုရှိနေကြီးပေါ့ဟုတ်လားအဲ့ဒါမကောင်းဘူးလားအင်ကေအိုက်อืมမကောင်းဘူးလို့မပြောပါဘူးမောင်ရတပတ်တစ်ခါလာတိုင်းဒီလိုပဲခုလိုခုလိုတွေဖြစ်မြဲပါပဲအိုက်ကတူတော်မောင်ကိုဘီတူကာဓမ္မမဟုတ်ပကြီးဆရာဖြစ်စေချင်တာဓမ္မမဟုတ်အမှုပညာနယ်ပယ်မှာတခုခုပေါ့ခုခစ်ကလေးတော်တော်များများကရဲလုံချင်ကြရဲကွတချို့ကမိသက်သေးဝင်ချင်ကြတယ်တချို့ကြတော့ရုပ်ရှင်မင်းသားဖြစ်ချင်ကြတယ်อืม အားကစားဝါသနာပါတဲ့လူလည်းရှိရဲ့ရှေ့နေဖြစ်ခြင်းနဲ့ခြားတိတ်တော့တွေ့ဘူးသလားပဲဟုတ် တခုခုလိုလူတိုင်းဖြစ်ခြင်းကြတာပါပဲ NKI အထင်တော့အဲ့ဒီဒီရခန်ရှေ့နေကလစ်ဖိုနန်ဟာလူတော်တယောက်ပါ သူလျှောက်လဲနေရမင်းနားထောင်ဘူးလားတခြားမှုတွေသူလိုက်တာ တွေ့ဘူးတယ်ရှားဆွမှုလိုက်တာတော့ခုမှတွေ့ဘူးလားကလစ်ဖိုနန် NKI ကခင်နေမတွေ့တာတော့ကြာပြီသူနိုင်မသေးကြပါနဲ့တကယ် NKI တကယ်အဲ့လိုထင်လား ေးကြပါတယ်ဆွဲချက်တင်တဲ့ဘက်ကတိတ်အားနေတာပဲတရင်ကြားရတဲ့အတိုင်းဆိုရင်ပေါ့လေသူကြားတာကောလာဟာလာတွေလို့တီကိုယုံထားတယ်ပင်စင်စာရှိနေအဖိုးကြီးတွေရဲ့ဖဲဝိုင်းကရတဲ့တရင်တွေလို့တီကိုအဖေကပြောပြတယ်ဖေကခြားတိတ်ကိုဆက်ပြောတယ်သူ့မိမကိုတပ်ဖီတက်ပါတယ်ဆိုရမျက်မြင်သက်သေမှမရှိတာအစိုးရရှိနေကတန်တရားအထောက်ထားပဲပြနိုင်မှာပေါ့အဲ့ဒါကအခိုင်အမာဖြစ်နိုင်မှုလေတန်တရားအထောက်ထားဆိုတာက တီယိုကတိရတာနဲ့မေးလိုက်တယ်။သူ့ဦးကြီးဘလောက်ထိ တိတာလဲဆိုတော့ထောက်လိုက်တာပေါ့။ပြီးတော့သူဘယ်အတိုင်းတာထိပြောချင်စိတ်ရှိမလဲဆိုတာကိုလည်းတီယိုကသိချင်နေ။အဲ့ဒါငွေနဲ့ဝယ်လို့ရတယ်လေ။သူ့မိန်းမရဲ့အသက်အာမခံဒေါ်လာတသန်းအောင်သူရထားတာပဲ။သူ့အလုပ်ကကောင်းမှမကောင်းတာ။အဲ့ဒီပက်ဆန်ကလွယ်လို့သူမပါမှမရှိဘူး။ဒါကြောင့်ဒီငွေတွေကိုလိုချင်လို့မိန်းမကိုတတ်တယ်ဆိုတာဖြစ်နိုင်ပေမဲ့ခိုင်လုံတဲ့အထောက်ထားမှမဟုတ်တာ။ သူ့မိမကို तू လည်းပဲညက်တတ်တာဆိုတီယိုကဒီမှုနဲ့ပတ်သက်တဲ့သတင်းစာတွေအားလုံးဖတ်ထားပြီးသားတေဘုံတေနီကိုတိထားပြီးသားလည်းပဲညက်ခံရပြီးတေးတယ်ဆိုတာလဲအယူဆတစ်ခုပဲအစိုးရရှင်တွေကပြောလိုက်မယ်မစ္စတာတက်ဖီကမိမကိုတက်ပြီးပစ္စည်းတွေယူသွားတာပါလို့မစ္စတာနန်းစ်ကတက်တည်ပြဖို့မစူးစားဘူးလားဘာမှပြစရာမရှိဘူးလေမစ္စတာတက်ဖီတက်ပါတယ်ဆိုတော့တက်တည်ထောက်ထားပါတစ်ခုမှမရှိဘူးမြင့်မြင့်တက်တည်မှမရှိတာ အိုင်ငယ်အိုက်တိတလောက်တော့အစိုးရရှိနေပတ်မှာဘာအခိုင်မှမမရှိဘူးသူတတ်တယ်လို့အိုင်ငယ်ထိုင်အိုက်မထင်ဘူးပေါ့အိုက်ကလက်ချောင်းလေးတွေကိုတဖြောက်ဖြောက်ချိုးနေတယ်ခဏစဉ်းစားပြီးမှအင်းပြောတော့မပြောနိုင်ဘူးသူလှုပ်တယ်ဆိုရင်လေတေးသေးချာချာတွက်ချက်ပြီးလှုပ်တာဖြစ်ရမယ်အားလုံးကွက်တိဖြစ်နေတာကြီးဖြစ်နေတာကို ခရစ်ရက်ကွက်မှာနေတာက လူချမ်းသာတွေကြီးပဲ 28ကျင်းကောက်ွင်းကဝင်ပေါက်တကားများစွာနဲ့အဲ့ဒီတဝိုက်မှာ အားလုံးအိမ်ကြီးအိမ်ကောင်းတွေပဲသူတို့ကိုသူတို့မြို့နဲ့မြို့မျက်နှာဖုံးတွေလို့ထင်နေကြတဲ့လူတွေ golf queen နားမှာနေတဲ့သူတွေဆိုတာကခုံတရက်လိုဖြစ်နေတယ်။အဲ့ဒီလိုတီးတန့်ရက်ွက်ဖြစ်တာကြောင့်ပဲသူတို့အတွက်တွေးစရာရလာတယ်။အဲ့ဒီတဝိုက်မှာအဖေနဲ့အမေရဲ့အမှုတွေတွေရှိတယ်။သူတငယ်ချင်းတွေလည်းရှိတယ်။မြို့နဲ့နှစ်မိုင်လောက်ဝေးပြီး ရက်ကွက်ကကဘာလေးတစ်ခုလိုဖြစ်နေတယ်။ Mrs. Bond ကတီယိုကိုငငယ်လေးကလေးကပြောတတ်တယ်။ဟော်ရီလိုတောမြို့ကလေးကလူတွေကအာအရှင်တယောက်ကိုတယောက်နှိမ်လိုက်ပင်လိုက်နဲ့ဒါပဲသူတို့မှအလုပ်ရှိတယ်လို့ပဲ။ပြီးတော့တူရီသောသားကလေးကိုတစ်ဖက်သားပေါ့အစိုးမမြင်ဖို့ပေါ့အမြင်ဆုံးမတတ်တယ်။တူအင်းယောက်ရဲ့ဇကာဝိုင်းက baseball ကြောင်ရောက်သွားတယ်။အိုက်က Yankee အသင်းမှ Yankee အသင်းဒီလားက April ပဲရှိသေးတယ်။ ဖလားပဲတင်းရမယ်ဆိုတော့သူကကြိုတင်ခက်မှန်းနေပြီထုံးစံတိုင်းတီကိုကညင်းနေဒါပေမဲ့သူ့ရဲ့ဦးကြီးကိုနိုင်အောင်မညင်းနိုင်ဘူးနိုင်ဝက်ပြည့်ရံနဲ့နောက်တစ်ပတ်လာခဲ့ပါမယ်အကြောင်းဂရိပေးပြီးတီကိုကထပ်ပြန်လာခဲ့တယ်ပြန်ငန်းနီးမှအိုက်ကမျက်နှာထားကြီးနဲ့ပြောလိုက်တယ်ဒါရုပေဒအမတ်တက်အောင်လုံတော့ပြီးပါပြီအားထောင်ပေးလို့ကျေးဇူးတင်ပါတယ်